အားမဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မယ်ဆောင်နဲ့တဲ့အတင်းနဲ့ပတ်သက်ပြီးတော့ကစားသမားအပြောင်းရှင်းနောက်ဆုံးအတင်းလေးတစ်ပုဒ်ရှိပါတယ်အဲ့ဒါကဘာလို့ဆိုကျွန်တော် Richmond Wildland ကိုနေရာဒီဇေကွက်မှာရောင်းရှားပြီးတော့အတင်းကဝင်ငွေတချို့တော့ရှာမယ်ဆိုပြီးတော့ကျွန်တော်တင်းလို့ထွက်ပေါ်လာတာရှိတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရအချင်းလေးဘလို့ရှိမလို့ဆိုတော့ကျွန်တော်ဆွေးနွေးတော့စာသမားတွေအားမဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါလူကဖေးနေကြအောင့်နေရေဖက်ဒီနာကလည်းအောင့်နေတယ်အဆင်မပြေဘူးစာသမားတွေနေမကောင်းဘူးလူက ဒီနေ့တည်းမှာဘယ်လိုဖြစ်နေလဲမသိဘူးအဲအစားတခုစားပြီဆိုရင်အချိန်မကောင်းဘူးဆိုတော့ကျွန်တော်ဒီကစားသမားပြောင်းရွှေ့ကိုပြောရလို့ချိပေါ့ဗျာဘယ်စားအောင်နည်းနည်းအသင်တိုက်စစ်ကစားသမားတယောက်ဖြစ်တဲ့ Regiment Wild Line ကိုအသင်ဘက်ကနေရာဒီကာလာတို့တည်းမှာရောင်းချဖို့ဥတည်ထားစေပေါ့လက်ရှိမှာအသင်ဘက်ရဲ့အကြက်တင်းနဲ့ရင်ဆိုင်နေရတဲ့အချိန်တွေခုမှ Regiment Wild Line ကိုအသင်ဘက်ကပေါ့ဗျာပေါင်30ကယ်တီတက်မှတ်ထားတယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိထားရတဲ့ ဆိုတော့အသေးအနေနဲ့ပေါ့ဗျာဒီကစားသမားဖြစ်သူကို Atlantic ကနေကျွန်တော်တို့ခေါ်ယူခဲ့တာပေါင်တန်း80ကျော်လောက်ပေးထားခဲ့ရတယ်။ဒါကအသင်းရဲ့ဘုတ်ခွေဝင်တွေစောက်သုံးမကြလို့ဒီလိုမျိုးကျွန်တော်တို့ပေးထားခဲ့ရတယ်လို့ကျွန်တော်ယူဆတယ်။ဟုတ်ဆိုတော့ Rashman Wiley ကိုအနည်းဆုံးသူတို့ Atlantic ကနေပြီးတော့ပထမအဦးဆုံးဈေးခေါ်တာကတဲ40ကျော်လောက်ခေါ်ထားခဲ့တယ်။ဒါပေမဲ့လို့တဖြည်းဖြည်းနဲ့ကျွန်တော်မေဆောင်နေတဲ့အသင်းကခေါ်မေဝေမေဆိုတာနဲ့တဲ80ကျော်ကျွန်တော်ပေးပြီးရောခေါ်ခဲ့ရတယ်။ ဆိုတော့ဒါကအသင်းတို့ကိုဘလို့မှအချင်းနေမကောင်းဘူးအခုလက်ရှိချိန်မှာ Richmond Wildland အနေနဲ့၂ရာသီလောဖြတ်သန်းနေပြီဒါပေမဲ့လို့ပထမရာသီမှာချင်းနေနေနေကောင်းတဲ့အောင်ရှိခဲ့သည်ဆိုတော့ညာလဲအခုဒီရာသီကနေစပြီးတော့တကယ့်ကိုတိုင်ပဲနေတာဇကီစီနဲ့ဆိုင်ဒီကစားသမားကဘလို့မှအသင်းအတွက်ကိုအားရကျင်နေစရာ performance တွေကျွန်တော်ပြတတ်တာမတွေ့ရဘူးဆိုတော့ဒီလိုအနေနဲ့တခုမှအသင်းကားလေးပေါ့ဗျာဘယ်နဲ့အကျယ်တင်နဲ့ FBB စီမင်း PSR ရိုးတို့ဒီလိုမျိုးအများကြီးကိုတင်ဘက်က အခြေအနေမကောင်းတဲ့ပုံစံမှာကစားသမားဖြစ်သူရဲ့ quality ကလည်းခြေစမ်းပိုက်ကလည်းအားရကျင်နေစရာဘာမှမမပြားထားတဲ့အတွက်ဒီကစားသမားဖြစ်သူကိုအတင်းဖက်ကရောင်းချဖို့စီစဉ်လာတာပေါ့ဗျာဆိုတော့ကစားသမားဖြစ်သူကိုရောင်းချမယ်ဆိုရင်အတင်းဖက်ကအနည်းဆုံးပေါင်သေး30လောက်ကိုခေါ်ထားတာပေါ့အဆင်မပြေဘူးကျွန်တော်ကပေါင်သေး80ကျော်80သိန်းလားမသိဘူးပေးပြီးတော့ဝေထားခဲ့ရတာအခုကစားသမားဖြစ်သူကို30နဲ့ရောင်းမယ်ဆိုရင်တော့တဲ40ကျော်လောက်ကျွန်တော်ရှုံးပါ ပြီးလို့ရှိရင်အခုဒီ regiment wine လဲကိုပေါင်သက်80ကျော်ဝေခဲ့တဲ့ပုံစံကကျွန်တော်တို့ဒီအလုံးအရင်ပေးထားခဲ့ပြီးတော့ဝေထားတာမဟုတ်ဘူးတစ်ဖြက်တစ်ဖြက်ပေါ့ဗျာငါတို့ဒီနေ့မှဘလောက်ပေးမယ်နောက်နေ့မှဘလောက်ပေးမယ်ဆိုပြီးတော့အဲ့လိုမျိုးအခြေချနဲ့ဝေထားခဲ့တဲ့အတွက်ကစားသမားဖြစ်သူကိုရောင်းချမယ်ဆိုတော့အဲ့လိုမျိုးအကျွေးကတော့ကျေသွားမယ်ဒါပေမဲ့လို့အမြတ်တော့ရမှာမဟုတ်ဘူးတခုတည်းရှိတာပေါ့ဗျာကျွန်တော်အစ်မအများကြီးကစားသမားတွေအစ်မဆိုရင် market reach ဖို့တော့ အန်တိုနီဆန်တိုတို့ကမြဲရမှာမဟုတ်ဘူးသူ့ကိုပေါင်သက်တရားကျွန်တော်ဝေထားခဲ့သည်ဆိုပေမဲ့လို့တင်ကအခုပေါင်သက်90လောက်တော့ရပါမလားဒီစားသမားဖြစ်သူဆိုတော့ဒီလိုမျိုးကိုရီးယားတီးအနေနဲ့အငားနဲ့လွတ်လပ်ထားတဲ့ကစားသမားဖြစ်သူတွေကိုလည်းကျွန်တော်ရောင်းချဖို့ရှိနေသလိုအသင်းဘက်ကခေါ်ထားတဲ့ကစားသမားတွေကိုပြန်ပြီးတော့ရောင်းချဖို့ရှိနေတာပေါ့ဗျာဒီနေရာမှာကျွန်တော်အန်ရွေအိုနာနာတို့လည်းပါဝင်နေသလိုအသင်းနဲ့စာချုပ်သစ်ကုံစိုးသွားတဲ့ကစားသမားတွေလည်းပါဝင်နေတယ်ဆိုတော့ကျွန်တော်အသင်းကပေါ့ဗျာမနေ့ကဗီဒီယိုမှာပြောသလိုပါပဲ ကျောင်းရှားဖို့အနေထားတစ်ခုရဆိုရင်အသင်ဖက်ကကစားသမား9ယောက်6ယောက်ကိုရောင်းချနိုင်ဖို့လိုတယ်။ဘာဖြစ်လို့ဆိုတော့ကိုတင်ကအဲ့လိုကစားသမားတွေကိုရောင်းချနိုင်မှာတခြားသောအသင်တွေကကစားသမားတွေကိုကျွန်တော်3-4ယောက်လောက်ထိဝင်နိုင်ဖို့အခြေအနေတစ်ခုရှိနေပါ။ဆိုတော့အခုဒါထွက်ပေါ်လာတဲ့အနေထားပါဗျာ Richmond Wildland ကိုမဆောင်နေတဲ့အသင်တွေနဲ့ဒီတိုင်းသာဆိုရင်တော့ကျွန်တော်ကမဖြစ်မနေကိုရောင်းချနိုင်ဖို့လိုတယ်။ဘာဖြစ်လို့ဆိုတော့ ခုပေါ့ဗျာကျွန်တော်အစ်တမကဒီကိုညာတို့ဘာတို့ကိုလည်းရှိတ်ဆဲမှုတွေရှိတယ်ပြီးလို့ရှိရင်ကစားသမားဖြစ်သူနဲ့လည်းပုံကိုရေးဆိုင်ရာသဘောတူညီမှုရဖို့တဲ့အမေခံဆုံးကျွန်တော်နီးစဲမှုရှိနေတယ်ပြောလို့မရဘူးတကယ်လို့ကိုညာကိုခေါ်မယ်ဆိုတော့အစ်တမကကစားသမားကိုတော့လွတ်လပ်ရမှာဒီနေ့မှာကျွန်တော်တို့အစ်တဖက်ကပေါ့ဗျာလွတ်လပ်တဲ့အနေထားကိုကြည့်မယ်ဆိုရင်တော့ရရှိမဲဝိုင်လဲတဲ့စကီစီကိုအစ်တကထုတ်ခေါ်ဖို့မပေးရင်တော့မဖြစ်မနေတိုက်စီပိုင်းမှာလိုတယ်ဆိုတော့ကိုညာကိုခေါ်တဲ့အနေထားတစ်ခုရောက်ဆိုရင် ကျွန်တော်ကတော့ဒီဗန်ဒါရဲ့တခုကြောင့်ပဲခေါ်မှာဒီကစားသမားဖြစ်သူကအထောင်တိုက်စစ်ကစားသမားစစ်စစ်တော့မဟုတ်ဘူးဘေးညာကစားနိုင်တဲ့တောင်ပယ်နေပြီးလို့ချင်းတိုက်စစ်အနေထားတွေမှာလိုက်ပါပြီးတော့ကစားနိုင်တဲ့ပလေယာတယောက်ဖြစ်တယ်ဒီကစားသမားဖြစ်သူအနေနဲ့တက်က25နာရီပဲရှိသေးတယ်လက်ရှိချိန်မှာမယ်ဆောင်နေတဲ့အသင်းကိုပြောင်းရွှေ့ဖို့အားတက်နေတယ်ဆိုတော့ဒီကစားသမားဖြစ်သူခေါ်ရတဲ့အနေထားကကျွန်တော်အနည်းဆုံးပေါင်တန်း30ကျော်35 40ကျော်လောက်တွေ့ရမှထင်တယ်ကျွန်တော်ဤပတ်စလစ်တယောက်အမြင်ပြောလို့ချင်း ကျွန်တော်ကတော့မခေါ်စီချင်ဘူးဘာဖြစ်ဆိုတော့ကျွန်တော်တို့မှာအရေးကြီးတာကအထောင်နေရာကတိုက်စစ်မှုစစ်စစ်လို့ဒီတောင်ပေါ်တွေမှာကျွန်တော်တို့ရှိတယ်အာမက်တရာလို့လို့ရှိတယ်ပြီးလို့ရှိရင်ဂါနာရှိုလို့ရှိတယ်ကိုဗီမိုင်နိုလို့ဆိုရင်လည်းကစားတယ်ဘရူနိုဖာနက်တက်ဒီလိုမျိုးတောင်ပေါ်တွေအနေထားတစ်ခုမှာ3-4ယောက်လောက်ရှိတယ်ပုံစံအရဆိုရင်လာမက်နေရာဒီမှာမဖြစ်မနေကျွန်တော်တို့အပြောင်းလဲလုပ်ဖို့နေရာကအထောင်တို့ပြီးလို့ရှိကွင်းလေတို့အထူးသဖြင့်ပေါ့ဗျာနောက်တဲဆန်တဲ့ဘက်နဲ့ခိုးသမားကျွန်တော်အရေးကြီးတယ်ဒီခိုးသမားနဲ့ကျွန်တော်ဆက်သွလို့မရဘူး ဆိုတော့ကျွန်တော်ဘလူလာမီတာစောင့်ကြည့်ရမှာပေါ့ဗျာအတင်းဘကဒီငွေကြေးပိုင်းအရာမှာအားနေနေတဲ့အနေထားဆိုရင်ကစားသမားတွေကိုခေါ်ဦးတဲ့ပိုင်းကတော့ကျွန်တော်အထင်ပြောလို့ချင်းအပေါင်းလက်ကန်ဆောင်မဲ့အနေထားမတွေ့ရဘူးပြလို့ချင်းကိုတင်းရဲ့ဘုတ်ဖေးဝင်နေရဲ့အလိုလိုတဲ့ပုံစံကဘလူမအားရကျင်းတဲ့ဆရာမရှိတဲ့အတွက်ဘလူကူပါဘူးဆိုတော့ကျွန်တော်တို့ဒီတည်င်းနဲ့ထွက်နေတာကတော့ကစားသမားတိုင်းနဲ့တော့တည်င်းနဲ့ထွက်တယ် ဘေကစားသမားအမေကန်ဆုံးရောက်မလို့ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့လက်ချီချီမှာတော့မန်ဆာအိုနဲ့အစ်တင်နေတဲ့ရရှိမဲဝိုင်လန်းကိုရောင်းချဖို့ကဥတီထားစေဖြစ်နေတယ်တကယ်လေးရောင်းချခဲ့မယ်ဆိုရင်ကျွန်တော်တို့ရှုံးမှာပေါင်သက်40ကျော်လုံးရှုံးဖို့အနေထားမှာရှိနေတဲ့အတွက်ဘယ်လိုဖြစ်ပြောပြောဒီကစားသမားပြည်သူရောင်းချရင်တော့အက်တလန်တက်ကိုကျွန်တော်ဒီအခြေချနဲ့ပေးရမယ့်အနေထားတစ်ခုကရောတော့ဖို့ရှိနေတယ်လူရည်ပြောင်းရှင်းမှာဘယ်လိုလာမလဲတော့ကျွန်တော်မသိဘူး လက်တလောအချိန်မှာတော့ကိုတင်ကကစားသမားတွေပြီးလို့ရှိတခြားသောတင်ကတွေကကစားသမားတွေနဲ့တင်တွေကတော့ကျွန်တော်ထွက်နေတယ်အမေကယ်ဆုံးနဲ့အလုပ်ဖြစ်ဖို့တခုပဲကျွန်တော်လိုတာပေါ့ဗျာဆိုတော့ညီကတို့ဘလို့ထင်မြင်ချက်ရှိလေဒီ regiment ဝိုင်လဲကိုမက်ဆာအောင်တဲ့အတင်းကတကယ်ပဲနေရာဒီကာလာတို့တွေမှာရောင်းချဖို့ရှိမလားအတင်းကနေလဲလွတ်ဖို့ရှိမလားဆိုတော့ ညကိုရဲအမြင်လေးတွေဆွေးနွေးပေးကြပါဦး။မနေ့ပြန်မှာလဲကစားသမားပြောင်းရှင်းနဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာလို့ရှိရင်တော့ကျွန်တော်တို့ထပ်ပြီးတော့တင်ဆက်ဖို့ရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဗီဒီယိုတိုင်းကိုလည်းစောင့်မျှော်ကြည့်ကြည့်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်စာသမားတို့ရဲ့။ကျွန်တော်ဗီဒီယိုလေးကတော့ဒီလိုပါပဲ။ United Fan များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားအပေါင်းတဘာဝဘင်းတွေအပေါင်းမှမြန်ဆိုလက်ညင်းချမ်းသာနဲ့အယယာပြည့်ပြည့်စုံနိုင်ပါစေကြောင်းကျွန်တော်ကိုဝင်းဆောင်ကနေဆုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်။အားလုံးပဲကျေးဇူးများတင်ပါတယ်။အားလုံးပဲ okay ပါ။